အားလုံးမင်္ဂလာပါကိုကိန်းစ်တဖုတ်ဘောရှိုးကနေကြိုးစားပါရစေကျွန်တော်ကိုခန့်ပါဒီကနေ့ရဲ့ဘောလုံးအပြောင်းရွှေ့သတင်းနဲ့ပတ်သက်ပြီးတော့သုံးသပ်ဆွေးနွေးမှုလုပ်သွားကြမှာရစေပရမောသူနေ့ချင်းရဲ့သတင်းကတော့ Arsenal နဲ့ Vidal Jokic တို့ရဲ့သတင်းဖြစ်ပါတယ်ခင်ဗျာဒီအပိုင်းအတွင်းမှာ Arsenal က Benjamin Sesko ကိုခဏပန်တင်လုပ်ပြီးတော့ Vidal Jokic ကိုပြောင်းလဲချဉ်းကပ်နေတယ်ဆိုတော့သတင်းမျိုးတွေကျွန်တော်ညီကိုတွေအားလုံးလဲကြားထားပြီးဖြစ်မယ်လို့ထင်ပါတယ်လွန်ခဲ့တဲ့ 3လ5ရက်လောက်တည်းကထွက်ခဲ့တဲ့သတင်းတွေမျိုးစုံပါပဲကန်လန်းလိုက်ပြီးချင်းကက်နေတယ်ဈေးမင်းနေတယ်ဆွေးနေနေတယ်စသဖြင့်ပေါ့လေအခုနောက်ဆုံးပေါ်တူဂယ်ဘက်က record ဆိုတဲ့သတင်းထဏာရဲ့ပေါ်ပြချက်ထဲမှာ Arsenal Vidiogesh ကိုတကယ်လိုချင်လို့ကန်လန်းလိုက်တဲ့အမောင်းပမာဏတရက်ပေါ်ထွက်လို့လာခဲ့ပါတယ်အမောင်းပမာဏတရက်ထက်စာရင် AIB Vidiogesh ကိုတကယ်ကြီးပြောင်းလဲပြစ်မှတ်ထားလာတယ်လို့ယူဆတယ်ဒါပေမဲ့ကျွန်တော်တို့ငကိုတိထားတဲ့သတင်းတွေကကန်လန်းချက်လိုမျိုးအ မောက်ပမာဏနဲ့တော့ကွာခြားနေတာကိုတွေ့ရပါတယ်။ဆိုတော့သတင်းရင်းမြစ်တွေဒီ local အဖြစ်စီ international အဖြစ်စီအထူးသဖြင့် transfer news တွေဆိုရင်ယုံကြည်လို့မရဘူး။ဘယ်သူဘယ်ပုံမဆိုဖြစ်တာ။ကျွန်တော်တို့အားလုံးသဘောကျတဲ့เนาะ popular အဖြစ်ဆုံး romano တောင်မှသတင်းတွေကတစ်ခါလေကြိုက်ပြောင်းလဲနေတာအချိန်ကာမြေ။ဆိုတော့ local သတင်းဌာနတစ်ခုတော့လက်ရှိအချိန်မှာကျွန်တော်တို့ယုံကြည်ပြီးဆွေးနွေးရလိမ့်မယ်။ record ဒီ portuguese ဘက်ကသတင်းမြစ်တစ်ခုဖြစ်တယ်။ဆိုတော့ record ရဲ့ဖော်ပြချက်ထဲမှာဆိုရင် Austin က Sporting Lisbon ိုက်စစ်မှု video cache ကိုပြောင်းရွှေ့ကြီးပေါင်46.8တန်းပြီးတော့ plus ဖြစ်နိုင်တဲ့ apple program နေနဲ့ကန်လန်းခဲ့ပါကျွန်တော်ငကိုတိထားတဲ့သတင်းတွေမှာဆိုရင် euro 60 62တန်းတော့မဟုတ် euro 60 euro 60 plus apple program 10တန်း ဒါဗီဒီယိုကေ့ချ်ကိုထွက်ခွာခွင့်ပေးမယ်အမောင်ပမာဏเนาะဒီအချက်တစ်ချက်ကိုအရင်မှတ်ထားလိုက်နောက်တစ်ချက်ကကြတော့ Sporting Lisbon ရဲ့ President ကယူရိုတန်း60 plus 10တန်းနဲ့ဗီဒီယိုကေ့ချ်ကိုထွက်ခွာခွင့်ပေးမှာမဟုတ်ဘူးအထက်လိုချင်တယ်အမောင်ပမာဏနှစ်ရက်ကကွာနေတယ်အခုနောက်ဆုံး Arsenal ကန်လန်နဲ့အမောင်ပမာဏတစ်ရက်၃ခုလုံးကတမျိုးစီဖြစ်နေတော့ဒီကစားသမားရဲ့အပြောင်းရွှေ့ရာ Brother စဉ်းစားကြည့်တခြားအသင်းတွေခေါ်ဖို့ကလည်းမလွယ်ဘူးအားကြီးခေါ်ဖို့ဆိုတာကလည်းဂျားရဲအမောင်ပမာဏတွေကကွာနေပေါင်46.8တန်းဆိုတာ Euro အားဖြင့် တွက်ကြည့်ရင်တော့ယူရိုတန်း60စွန်းစွန်းလောက်တော့ရှိတယ်အားလုံးပေါင်းလိုက်ရင်တော့နီးတော့နီးတယ်ဒါပေမဲ့ယူရို5သန်းလောက်ထိပထမဆုံးရှေ့ပြေးထွက်ခဲ့တဲ့အပြောင်းရွှေ့ပမာဏထက်กว่านี้ดิโลสปอร์ตลิสบอนพรีซิเดนท์ลูจินเนี่ยအမောက်ပမာဏနဲ့ဆိုရင်ပို့ပြီးกว่าတယ်အဲ့တို့ကြောင့်ဒီအမောက်ပမာဏနဲ့ဆိုရင်တော့ဗီဒယောဂက်ကိုရဖို့ကျွန်တော်ကလမ်းမမြင်သေးဘူးဒီလိုမှမဟုတ်ရင်လည်းကျွန်တော်တစ်ချက်ထည့်ပြီးစဉ်းစားရမှာရှေ့ပြီးကန်လန်းမှုကန်လန်းချက်တိုင်းမှာပြောင်းရွှေ့ခြင်းအများကြီးပေးပြီးဘယ်သိမှမကန်လန်းဘူးသူ့ရဲ့ strategy ပေါ့ဗျာ ဖြစ်နိုင်ခြေရှိတဲ့အမောက်ပမာဏတရက်နဲ့ပထမဆုံးကန်လန်မှု first offer ကန်လန်လိုက်တယ် reject လုပ်တယ် second offer ကန်လန်တယ် third offer ကန်လန်တယ်အချင်းချင်းပြီးတော့မှညှိနှိုင်းညှိနှိုင်းနဲ့အနည်းဆက်ဆုံးအမောက်ပမာဏရောက်ရင်ဒီပြောင်းရွှေ့ကဖြစ်သွားတယ်အဲ့တော့ အိုက်ကန်နဲ့လက်ရှိ first of all reasonable တော့ဖြစ်တယ်အရင်กว่าနေတာမဟုတ်ဘူးအဲ့တော့ဖြစ်နိုင်ကြီးရှိတဲ့အပူ program တွေဆိုတာတကယ်တော့ပေးမှာပဲလက်ရှိအမောက်ပမာဏအကုန်မပေးလိုက်ခြင်းလို့သာသူက plus ထည့်လိုက်တာဖြစ်နိုင်ကြီးရှိတဲ့ဆိုတာ arsenal 124ဝင်ဖို့တို့เนาะ vida yogesh အနေနဲ့တရားဒီမှာ twin go 20အထက်တို့ပါလို့ဆိုတာဖြစ်နိုင်ကြီးရှိတယ်အတိအကျတော့မသိဘူးပေါ့เนาะဆိုတော့ iv shashko ကိုတော်တော်ခက်ခါတီးတီးမြန်ဖြစ်သွားသလားပေါ့အရင်တော့ yogesh ကိုမလို့ခြင်း shashko ကိုလိုခြင်းပါတယ်ဆိုတော့ data တော့မှာတိတ်ပြီးအသက်မထွက်တော့ဘူးဆိုတော့ရှေ့လျှောက် vida yogesh Cash ကိုအာကြီးပဲစနစ်တကျနဲ့ခေါ်သွားမလားဒါမို့ရင်သူ့စိတ်ဝင်စားနေတဲ့တခြားသောဘယ်ကလပ်တွေကဂျားဝင်ကန်လန်းမလဲဆိုတာရင်ခုန်စွာနဲ့စောင့်ကြည့်လိုက်ရအောင်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကိုကျွန်တော်ဆက်လက်ဆွေးနွေးအောင်ခင်ဗျာဒီသတင်းကတော့ Liverpool နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်နာပိုလီတင်းဟာ လီဗာပူးသင်းရဲ့ယူရိုကွိုင်းတိုက်စစ်မှုဒါဝင်နူညက်စ်ကိုခေါ်ယူဖို့အတွက်ဆော်ရီအာရေဗျရဲ့ကလပ်သင်းနေနဲ့အပြိုင်ဆိုင်ကြိုးပမ်းလျက်ရှိနေတယ်လို့ Fabrizio Romano ဖော်ပြထားတာပဲဖြစ်ပါတယ်။တကယ်တမ်းသာနာပိုလီကမ်းလန့်မယ်ဆိုရင်ဒါဝင်နူညက်စ်ကိုရဖို့ပဲရှိတယ်ဗျ။ဒါဝင်နူညက်စ်ကတလောတော့မှပြောခဲ့ပြီးသား"သူနေခြင်းတဲ့နေရာကယူရိုကိုပဲနေခြင်းတယ်"လို့ပြောပြီးသား။အဲ့တော့ယူရိုကကလပ်သင်းတွေကိုပဲသူပြောင်းရွှေ့ဖို့အခြေအနေရှိတယ်။ Sorry Pro League ကလပ်သင်းတွေကိုငွေကြေးအကြောင်းတက်ဆိုင်သူကိုယ်တိုင်က မပြောင်းကျင်လို့ဗျာအဲ့တကြောင့်သူ့ရဲ့အသက်အရွယ်တခုရှိနေသေးတဲ့အချိန်မှာတော့ဥရောပရဲ့ထိတ်တဲအဆင့်မြင့်လိတွေကကလပ်တင်းနေမှာပဲဆက်နေသွားဖို့ရှိတယ်ကျွန်တော်တို့အတိတ်သမိုင်းကြောင်းရယ်နဲ့ဆက်ဆက်စဉ်းစားကြည့်မယ်ဆိုရင်နာပိုလီနဲ့ဒါဝင်နူညက်စ်တို့ကဟိုတေချာဆက်ဆက်မယ်ဆိုရင်ဆက်ဆက်လို့ရတယ်ဗျာတရိုက်တော့မဟုတ်ပါဘူးယူရိုကိုင်းဂန်ဒဝင်တိုက်စစ်မှုဖြစ်ခဲ့တဲ့ဒါကဗန်းနီပေါ့ တော့ကဗာနီကကျွန်တော်ဂန်ဒဝင်လို့တုံးလိုက်တာနာပိုလီအတွက်တုံးလိုက်တာပါနာပိုလီမှာကဗာနီဘလောက်ကောင်းခဲ့တယ်လဲဆိုတာအခစ်အခါကိုမှီတဲ့သူတွေအားလုံးကသိမှာပါကဗာအကောင်ဆုံးတိုက်စစ်မှုတွေကတယောက်ပဲ၅ယောက်ထဲမှာတယောက်ထည့်လို့ရတယ်ဗျအဲကဗာနီကပါလာမိုကပြောင်းပြီးနာပိုလီမှာအဲ့လောက်ထိအမြင့်ပြန်ခဲ့တယ်ပါလာမိုမှာတော့ဝင်ကားလိုစော့ခဲ့တဲ့ကစားသမားကနာပိုလီရောက်တဲ့အချိန်မှာစထရိုက်ကာစစ်စစ်ပုံစံဖြစ်လာတယ်ဖေကာအိုနဲ့ ခစ်ပြိုင်တိုက်စစ်မှုကမ္ဘာအကောင်ဆုံးထောင်တိုက်စစ်မှုတွေကတယောက်ဖြစ်လာတယ်အဲ့တော့ပြောချင်တာအလားတန်သွားတူတယ်ဒါဝင်နူးညက်စ်တီလီဗာပူးအသင်းမှာလိုသုံးကစားခဲ့ရတာဗျဒါတော့ဘသူဘသူမှမားတယ်လို့တော့မပြောချင်ပါဘူးနီးပြမှမကြိုက်တာသူကလည်းလိုအပ်ချက်တွေအများကြီးရှိတာကိုကူးသွင်းမှမတည်ကြတာတခါလေကြာရင်အပိုင်လုံးနေဖြုံးပြီးပြတယ်ဝင်းမှာ ထုတ်ဆော်ရင်ဆော် inside forward ပုံစံကစားရင်ကစားသူတတ်မှတ်နေရာတနေရာအတီတကျနေရာတနေရာထက်စားရင် Liverpool ကအဆင်ပြေတယ်လို့သုံးခဲ့တာအဲ့တော့ Napoli ကိုပြန်ရောက်လာမယ် Napoli မှာသူ့ရဲ့နော်အကိုကြီးဖြစ်တဲ့ Cavani ပုံစံပြန်မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးဒါပြင် Napoli တင်းဒီဒီနေ့ဘောလုံးရသည်မှာ Italy Serie Champions ကိုစုခုရရှိခဲ့တယ်တုတ်ကြီးတို့အုပ်စုနဲ့အကောင်းဆုံးစုဖွဲ့ပြီးတော့ရှေ့ကို လှမ်းနေတယ်။နီးပြကလည်းအန်တိုနီယိုကွန်ဒီအဲ့တော့ဒီလော်ရန်တစ်အနေနဲ့လက်ရှိအမြင့်ပြန်နေတဲ့အခြေအနေမျိုးကိုရိုက်ချမယ်လို့မထင်ဘူး။ဒါမှမဟုတ်လည်းတန့်နေအောင်လုပ်မယ်လို့မထင်ဘူး။ဒီချိန်မှာနာပိုလီကလည်းအခွင့်အရေးပဲ။ဘာကြောင့်လဲ။အင်တာမီလန်အသင်းရဲ့အထိုင်ပြတ်သွားပြီ။အထူးသဖြင့်နီးပြဆိုင်မွန်နီအင်ဇာဂီစော်ဒီယိုပြောင်းသွားတဲ့အချိန်မှာအီတလီစီးရီးယားဘောလုံးလောကကိုမင်းမူဖို့အတွက်ဘယင်သစ်တပါပေါ်ထွက်လာလိမ့်မယ်။ကျွန်တော်ကတော့ယူဗန်တက်ဆက်စာရဲ့နာပိုလီဖြစ်မယ်လို့ထင်တယ်။အဲ့တော့နာပိုလီဒီပြီးခဲ့တဲ့ရာသီတုန်းကလည်းကွန်တီနဲ့ပေါင်းဖက်ပြီးတော့နော်ဒီအင်္ဂလန် ဘက်ကတုတ်ကြီးတို့နော်ဘီလီဂေမောရိုနဲ့ဒါတိုကြီးဘီလီဂေမောရိုကတော့ Scottish တွေပေါ့ဗျာထားပါတော့အဲ့တော့သူတို့တွေအကောင်းဆုံးစုဖွဲ့ပြီးတော့ Napoli အသင်းနဲ့ရှစ်ဆက်နိုင်ခဲ့တယ်ဒီနှစ်ဘောလုံးရသည်မှာလဲ Kevin De Bruyne ကိုဆက်လက်ပြီးတော့အစားထိုးနိုင်ခဲ့တယ်နောက်ထပ်ကစားသမားအစ်တွေကိုဆက်ပြီးတော့လဲခေါ်အောင်ပါဒီနေရာမှာ Darwin Nunez ကတော့အသက်အရွယ်ကလည်းအရင်တော့မကြီးသေးဘူးရင်ခုန်ချင်းစရာကစားသမားတစ်ယောက်အနေနဲ့ပါဝင်လာတယ်အဲ့တော့ဒီ Darwin Nunez နဲ့ Napoli သတင်းကိုအနှစ်ချွတ်ရမယ်ဆိုရင်ကျွန်တော်ကတော့ Nunez အနေနဲ့ Sorry Pro Liga Club တင်းတွေကိုပြောင်းရွှေ့တာတဲ့စာရင် Italy Serie ဘလုံးလောကောက်ပဲဥတီမယ်လို့တော့ယူဆပါတယ်လီဗာပူးပရိသတ်တွေအနေနဲ့လည်းသူတို့အလွယ်လွယ်ချော်ချော်ဖြစ်ပြီးတော့ချစ်ခဲ့ကြတဲ့ဒါဝင်နူးညက်စ်ကိုအ ਨੇ ဆုံးတော့အီတလီစီးရီးမှာ ပြန်လဲမြင်တွေ့ခွင့်ရမှာဖြစ်ပါကြောင်းတုံ့သက်ဆွေးနွေးတဲ့ဗီဒီယိုလေးတွေမှာနားခွင့်ပြီးပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်